ပွဲတိုက်တာ14ပွင့်အပွင့်တတိလေးပဲအဲ့တော့ဟိုနေ့ကပေးတာက25ဒိန်းထိပေးတယ်တဲ့ကြောက်က25ဒိန်းထိဆိုကျွန်တော်ကြည့်လိုက်တာဒီကြောက်ကစီးတင်နေပြီဘာလို့ဟိုဒီနေ့ကြောက်ဆိုလဲကျွန်တော်ဒါ10ဒိန်းဆိုတာဒါမဖြစ်နိုင်ဘူးတို့ပြီမဲ့ကျွန်တော်စီးခဲ့လိုက်တယ်ဆိုလိုချင်တာကကွန်တယ်ကဒီကြောက်ကို10ဒိန်းကြိုက်တယ်ဆိုပေမဲ့10ဒိန်းတန်းမပေးဘူးအဲ့လိမှတ်ထားရမယ်နော်10ဒိန်းဆိုတာဘလို့နီးနေမှာမဖြစ်နိုင်ဘူးဒီကြောက်ကတို့ပြီမဲ့ကျွန်တော်ဈေးဆွဲရမှာဈေးဆွဲမှာဖြစ်တဲ့အတွက်ကျွန်တော်စီးခဲ့လိုက်တယ် ကြည့်ပြီးတော့မရဘူးဆိုပြီးပြန်သွားပြောတယ်သူကြောက်ကိုကြိုက်တော့ဈေးထက်ပိုးပြီးတယ်ကိုသိန်းကိုတက်နေနောက်ဆုံးတာ10သိန်းထိရောက်တာပေါ့10သိန်းမှတော့ဒါဆရာရောင်းပေးလိုက်တာအဲ့တော့ကိုကအဲ့လိုမျိုးတိရမယ်ဟိုဘယ်တော့နေနေကိုကိုတိုင်းဝယ်တဲ့ခါမှာဆိုရင်လဲကျွန်တော်တို့ကဒီကြောက်ကို10သိန်းကြိုက်တယ်ဆိုရင်10သိန်းတန်းပြီးတော့ဈေးမပေးရအောင်ကျွန်ပြောချင်တာဟုတ်တယ်မလားအနည်းဆုံး9သိန်း8သိန်းဒါမျိုးတွေကနေစပေးအဲ့တော့ဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းတက် ဆိုတော့10သိန်းနဲ့ကြိုက်တဲ့ကြောက်ကိုကို့အနေနဲ့8သိန်းလောက်နဲ့ရရင်ရောကို့တော့မတန်ဘူးလားတန်တာပေါ့ဟုတ်တယ်မလား10သိန်းဆိုရင်တော့ကို့တို့အမျက်ကြံနိုင်တယ်ဆိုတဲ့ကြောက်က8သိန်းလောက်နဲ့ရရင်ကို့တို့အမျက်ပိုမကြံနိုင်ဘူးလားဒါလေးကိုတိရမှာဟုတ်တယ်နော်အဲ့တော့ကိုကအဲ့အနေထားအဲ့တဘောတရားလေးကိုလည်းကိုကတိရမယ်နော်